ဗန်ထဲမှာတိန်းထားတဲ့ကိုပစံကိုဓမြားတိုက်ပြီးထုတ်ယူခဲ့တဲ့အမျိုးသမီးမင်္ဂလာပါယူသက်အနေဒိမန်ပရိသတ်ကြီးတခြားလောက်စိတ်ကူးယဉ်ကြည့်လိုက်ပါကိုကဗန်ထဲမှာစူဆောင်းထားတဲ့ပစံကိုကိုရိုင်းထုတ်ယူဖို့အတွက်ရိုးရိုးထုတ်ယူလို့မရလို့ဗန်ကိုဓမြားတိုက်ပြီးတော့ယူခဲ့ရတယ်ဆိုရင်ဖြစ်နိုင်မယ်လို့ထင်လားမဖြစ်နိုင်တော့ဘူးလို့လူတိုင်းကပြောကြပေမဲ့ဒါဟာ2022ခုနှစ်တုန်းကလေဗနွန်နိုင်ငံမှာတကယ်ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုပါပဲ။ ဆယ်လီဟာဘတ်စ်လို့ခေါ်တဲ့အမျိုးသမီးဟာသူမရဲ့အမားဖြစ်သူအတွက်စေကူသားစရိတ်လိုအပ်တာကြောင့်မလို့ဘန်ကိုဝင်ပြီးတော့ကိုယ့်ရဲ့အငွေတွေကိုပြန်ပြီးတော့ထုတ်ယူပါရီအဲ့ဒီဖြစ်ရက်ကစီးပွားရေးပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့လေဗနွန်ပြည်သူတွေရဲ့ဘန်အငွေတွေကိုထုတ်ယူခွင့်ပိတ်ပင်ထားခြင်းကိုစန့်ကျင်တဲ့ရဲရင်တဲ့ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ပြီးကဘာအနောက်မှာပါကြရဲရိုက်သွားစေခဲ့ပါရီဒီဖြစ်ရက်ကိုအစားဆုံးပြောပြပေးပါမယ်ဒီဖြစ်ပျက်ကလေဗနွန်နိုင်ငံရဲ့စီးပွားရေးပြိုလဲမှုနဲ့ဗန်နာရေးအချက်တဲတွေကြောင့်ဖြစ်ပေါ်လာတာပါ လေဗနွန်နိုင်ငံပိုင်ဘဏ်ဒီဟာ2019ခုနှစ်ကစတင်ပြီးတော့ပြည်သူတွေရဲ့ဒေါ်လာအငွေတွေကိုထုတ်ယူခွင့်ပိတ်ပင်ထားပါသည်။ဘဏ်ဒီမှာကိုပိုင်ငွေတွေရှိပေမဲ့ဖျားနာနေတဲ့အမားရဲ့ကန်ဆာဆေးကုသရေးအတွက်တော့တပြားတစ်ချမှထုတ်ယူခွင့်မရဘဲဖိတ်ဆုခံထားရတဲ့အခါမှာဆယ်လီဟာဗက်စ်တယောက်စိတ်ဆိုးလာပါသည်။ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့သူကဒီရွေးချယ်မှုကိုလှုံ့ဆော်နေတာပါ။သူမဟာသူမရဲ့ဘန်မာအထားရဲ့အငွေဒေါ်လာ2000လောက်ကိုရအောင်ယူဖို့အတွက်ဘန်ကိုဝင်ရောက်လာပါသည် ဗန်နဲကိုဝင်ရောက်လာတဲ့အချိန်မှာဆယ်လီယာပထမဦးဆုံးစကားနဲ့ပြောလို့ရရင်ညမရတဲ့အခါမှာပစ္စတိုအတုတလက်ကိုအိတ်ထဲကဆွဲထုတ်ပြီးအသုံးပြုခဲ့ပါသည်ပြီးတော့သူမကဘန်ကိုဓမြလာတိုက်တဲ့သူပါဆိုပြီးတော့သူ့ကိုယ်သူလည်းဟန်ဆောင်လိုက်သေးတာပါပြီးတော့ဘန်ဝင်နန်းညီကိုချင်းချောက်ပြီးသူမရဲ့ကိုပိုင်ငွေတွေကိုပြန်ထုတ်ပေးဖို့အတွက်တောင်းဆိုခဲ့ပါသည်သူမရဲ့ရွယ်ချက်ကရှင်းပါသည်ပတ်စံလူရာထက်သူမရဲ့အမကိုကယ်ဖို့အတွက်ဒီငွေတွေဟာဘန်ရဲ့ပတ်စံမဟုတ်ဘဲသူမရဲ့ကိုပိုင်အငွေများဖြစ်ကြောင်းအခိုင်အမာပြောကြားခဲ့ပါသည် ဒါပေမဲ့ဘန်ကအဲ့ဒီပတ်စံတွေကိုလွယ်လွယ်ကူကူမထုတ်ပြီးတော့ရိုးရိုးတောင်းလို့မရတော့အကျန်းကြီးနဲ့တောင်းတာမျိုးပါပဲ။အဲ့ဒီလောက်ရက်ကိုလှုပ်ဆောင်လိုက်ခြင်းအပြင်တခြားရွေးချယ်စရာလည်းမရှိတော့တဲ့အတွက်ဖြစ်ကြောင်းကိုလည်းလူသိရှင်ကြားတော်တော်များများသိသွားခဲ့ကြပါသည်။ဆယ်လီရဲ့လောက်ရက်အပေါ်မှာလေဗနွန်ပြည်သူတွေရဲ့တုံ့ပြန်မှုကလည်းအံ့ဩစရာကောင်းပါသည်။ဘန်ကိုဓမြတိုက်ခဲ့တဲ့ကောင်းမလေးဆိုပေမဲ့သူမရဲ့လောက်ရက်ကိုသူရဲကောင်းဆန်တဲ့လောက်ရက်အဖြစ်ဝိုင်းမိရှုမြင်ခဲ့ကြသလိုဗန်ရှိမှာဆန်နာပြနေတဲ့လူအုပ်ကြီးကလည်းပဲသူမကိုဘာမှဖမ်းဆီးအေးအေးယူခြင်းမလုပ်ဖို့အတွက်ဝိုင်းဝန်းဖိအားပေးခဲ့ကြပါသည်။ ဒီဖြစ်ပျက်ကတဦးချင်းစီရဲ့ကိုပိုင်အငွေတွေကိုပြန်လည်ရယူဖို့အတွက်ဘန်ဒီကိုအတင်းကျပ်ဝင်ရောက်တဲ့ ban robbery လို့ခေါ်တဲ့လုပ်ရက်တွေစတိုက်ဖြစ်ပေါ်လာစေပါလိမ့်။ဒီလုပ်ရက်နဲ့အတူပဲလေဗနွန်ပြည်သူတွေဟာသူတို့ရဲ့ဘန်စနစ်အပေါ်ထားရှိတဲ့ယုံကြည်မှုကိုလည်းပဲတဖြည်းဖြည်းနဲ့ပြတ်ပြားလာပါတော့လိမ့်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့အဲ့ဒီဇယ်လီဟာဘက်ရဲ့ဇလန်ကကိုပစံကိုထုတ်ယူဖို့တော့မှဓမြတိုက်ရရီခါးတည်တဲ့လက်တွေးပွားတစ်ခုအကြောင်းဖြစ်ပါလိမ့်။မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့လည်းဒီလိုခံစားချက်မျိုးရှိမှာပါ။ဒါပေမဲ့အများမတိုက်ခဲ့တာပဲရှိပါလိမ့်မယ်။ သူမရဲ့လောက်ရဟာရာဇဝင်းမှုတစ်ခုဖြစ်ပေမဲ့တစ်ချိန်တည်းမှာပဲအစိုးရနဲ့ဗန်စနစ်ရဲ့ဖိနှိပ်မှုကိုစန့်ကျင်တဲ့လူမှုဆန္ဒပြမှုတစ်ခုအဖြစ်တမိုင်းမှာမှတ်တမ်းဝင်သွားခဲ့ပါသည်။ဒါကြောင့်မလို့လေဗန်ကိုဓမြတိုက်ခဲ့ပေမဲ့အဖမ်းမခံရပေနဲ့သူရဲကောင်းဖြစ်သွားခဲ့တာပါပဲ။